အပိုင်းစတရဲ့အဆောက်မှာတော့ဇာကာမူတူကတူရာမာရူရဲ့တန်ရာကိုပတ်တီးစီးပေးခဲ့ပါတယ်။တူရာမာရူကတော့အရန်ကိုညင်သားတဲ့ပတ်တီးစီးပုံကြောင့်သူမကဒါကဇာကာမူတူတိုင်းမဲ့လို့ပြောလိုက်ပြီးဇာကာမူတူကသူမကိုလာပြုစုနေရလို့တွေးနေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမကမျက်လုံးဖွင့်ကြည့်လိုက်တော့အနားမှာသူမကိုဂယူးဆိုင်ပေးနေတဲ့လူဝါကြီးကိုမြင်လိုက်ရတဲ့အခါတူရာမာရူကအနေငယ်စိတ်ပြတ်သွားခဲ့ရပါတယ်။အဲဒီအချိန်မှာပဲယာမီကတော့ပြဿနာဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဆမ်မီဝဲကိုဒီမှာပဲရန်နာဖို့အတွက်ပြောလိုက်ပါတယ်။ဒါအပြင်သူကရမတ်လိုက်ဆမ်မီဝဲကိုအောင်သွားတဲ့သူတွေကိုလည်းကြီးညာပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့စောက်ကောင်မိုတိုနဲ့ရှင်းပါဝင်ခုနှစ်ယောက်ကပဲဆာမီဝဲကိုအောင်သွားခဲ့ပြီးဂေယိုပေဘီကတော့အချိန်ချင်းကြိုးစားခဲ့ပြီးအောင်မြင်သွားလို့ဝမ်းသာနေပါတယ်။အဲ့ဒီအချိန်တိုရာမာရီကတော့စောက်ကောင်မိုတိုရဲ့နာမည်ကိုကြားလိုက်ရတာကြောင့်သူမကအရန်ကိုအံ့ဩသွားပြီးနာမည်တရက်သူရှိတာပဲလို့တွေးနေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအူဆာမီကတော့စောက်ကောင်မိုတိုကိုကြည့်ပြီးနာမည်ကြီးတစ်ယောက်ပါနေတာပဲလို့ပြောလိုက်ကသူကလုံးဝမသိခဲ့ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့တိုရာမာရီလည်းကြောင်သွားခဲ့ပါတယ်။ ။ဥစာမီကစာကာမိုတိုကိုအခုလိုဝါနေတော့မမတ်မိခဲ့ဘူးလို့ပြောလိုက်ပြီးဘာအတွက်ဝင်လာတာလဲလို့မေးလိုက်တော့မှစာကာမိုတိုကလည်းပဲသူ့အတွက်ကိုကြီးကိုရာကိစ္စရှိလို့လို့ပြောလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ဒိုရာမာရိုကစကားရီကိုဆက်ဆက်ကြည့်နေပြီးသူမရှိမှရှိနေတာကစာကာမိုတိုအစ်စ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့စာကာမိုတိုရဲ့ပုံစံကြောင့်မလို့သူမကမပြောနိုင်မဲစိတ်ပြက်သွားခဲ့သလိုကုကုကလည်းအားမလို့အားမရဖြစ်နေခဲ့ပါတယ်။ဒါအပြင်ဒိုရာမာရိုကသူမကိုသူမငါကပဲရုပ်ကိုပဲကြည့်ရလားလို့ပြောနေခဲ့တာပါ။ဒါကိုမြင်တော့ရှင်းကပါလူသေးတယ်လို့ပြောနေခဲ့ပါတယ်။ ဲ့ဒီချိန်အဖမ်းခံထားရတဲ့ရှင်နာယာကတတိယလာပြီးဒီမှာပါရီဖြစ်နေရလေလို့ပြောလိုက်ပါရီဒါကိုကြားတော့ဦးစာမီကသူ့ကိုဒီပွဲဒီလောက်အထိပွဲဆူအောင်လုပ်ထားတာကိုမသိကြအောင်စောင့်မနေဖို့အတွက်ပြောလိုက်ပါရီတဖက်မှာတော့စေဝါကဆာကာမိုတိုနောက်ကိုဒုက္ခလာခဲ့ပြီးတခါတည်းတတ်ပြစ်လိုက်မယ်လို့ပြောနေခဲ့ပါရီအဲ့ဒီချိန်မှာပဲရှင်နာယာကတော့ခလီလိုအောင်ငုံနေပါရီတကယ်တော့သူကအကြောင်းစီးပေးဖို့ရချင်ယုံနေပဲလို့ပြောလိုက်ကအဲ့ဒါကြောင့်လဲဒီအလုပ်ကိုလက်ခံလိုက်တာလို့ဆိုပါရီရှင်ကတော့ဆာကာမိုတိုကိုရှင်နာယာရဲ့စကားတွေကလိမ်နေတာမဟုတ်ဘူးလို့ပြောပြလိုက်ပြီးဒါကိုကြားတော့ဆာကာမိုတိုကလည်းနားထောင်နေပါရီ ရှင်တော်ယောက်ကတော့သူကတမင်ကောင်းနဲ့ကောင်းကိုမယုံခဲ့တင်ဘူးလို့ပြောလိုက်ပါလိ။ဒါကိုကြာတော့ဆာကာမိုတို့ကတမင်ကောင်းဟုတ်လားလို့မေးလိုက်ပါလိ။ရှင်တော်ယောက်ကတော့ဒီကိစ္စတွေမတိုင်ခင်မှာသူ့ကိုတမင်ကောင်းစောင်းထားတဲ့လူတယောက်နဲ့အသားဖြူဖြူပိန်ပိန်တဲ့လူတယောက်ကလာတွေ့ခဲ့ကြအောင်ပြောပြလိုက်ပါလိ။ဒါကိုကြာတော့ရှင်ကလည်းပဲအဲ့ဒါကစလားပဲဆိုတာကိုသဘောပေါက်သွားပြီးစလားကဘာလို့ဆံမွေးဝဲကိစ္စကိုဝင်ပါချင်နေတာလဲလို့မေးပါလိ။အဲ့ဒီနောက်ရှင်ကရှင်တော်ယောက်ကိုစလားရဲ့အကြောင်းဘာတည်တည်တယ်လို့မေးလိုက်တော့ရှင်တော်ယောက်ကလည်းသူ့ဘာမှထပ်မသိဘူးလို့ပြောပြလိုက်ပါလိ။ အဲ့ဒီအချိန်မှာပဲခါဂျီကတော့ရှင်ကိုသူကတိုက်ခိုက်နေတော့ကရှင်နာယာရဲ့မျက်မှန်ကနေတဆင်အတန်ကြီးကြားလိုက်ရကြောင်းပြောပြလိုက်ပြီးအတန်ထဲမှာတော့ဆလာကစာမီးဝဲကလူတွေကိုလိုက်စုနေရလို့ပြောပြလိုက်ကသူတို့ကလူပိုတိုးအောင်လှုပ်ချနေတဲ့အကြောင်းကိုပြောပြလိုက်ပါရီဒါကိုကြတော့ရှင်ကဒါကထူးဆန်းနေတာကိုသတိထားမိသွားပြီးလူတွေဘာလို့ထက်လို့ရလဲလို့ပြောနေခဲ့ပါရီအဲ့ဒီအချိန်မှာပဲဥစာမီကတော့အားလုံးကိုသူတို့ရဲ့အကြောင်းဝင်ခွင့်အတွက်စောင့်မှုအတွက်ပြောလိုက်ပါရီတစ်ဖက်မှာတော့ဆလာကခါရှီမာကိုဆာမီးဝဲမှာစာကာမိုတိုကိုတွေးခဲ့တာလားလို့မေးလိုက်ပါရီ ။ဒါကိုကြတော့ခါရှိမာကလည်းပဲဟုတ်တယ်လို့ပြောလိုက်ပြီးစလောက်ကိုမင်းကြောက်နေရလားလို့ပြောလိုက်ပါလိ။စလောက်ကတော့ "तू ကမကြောက်ပေမဲ့ဇာကာမိုတိုကသူ့ရဲ့အတိတ်ကိုသိနေတာကြောင့် तू ကနေရတာအဆင်မပြေဘူး"လို့ပြောလိုက်ပါလိ။အဲဒီနောက်မှာတော့ဇာကာမိုတိုကဆမီဘွဲအတွင်းမှာဘာလုပ်နေရလဲလို့ तू ကပြောလိုက်ပါလိ။အဲ့ဒီချိန်မှာပဲဂါခုကတော့တဖက်မှာအေးအေးဆေးဆေးထိုင်နေပါလိ။အဲ့နောက်ခါရှီမာကဂါခုကိုအလုံးထက်အရေးကြီးတာအစင်ပြေမဲ့သူကိုတွေးခဲ့တာလို့မေးလိုက်ပါလိ။ဒါကိုကြတော့ဂါခုကလည်းပဲခေါင်းငိမ်ပြလိုက်ပြီးအစင်ပြေလောင်းမဲနှစ်ယောက်တော့ရှိတယ်ဆိုပြီးတော့ဆိုပါလိ တဖက်မှာတော့တာဝန်ရှိသူတွေကဟယ်လီကော်ပတာတွေနဲ့တူရောက်လာခဲ့ပြီးသူတို့ကအားလုံးအိမ်ပြန်မှုအတွက်လုပ်ခဲ့ကနှစ်ယောက်ကိုတစည်းစီစီးဖို့အတွက်ပြောပါရီအဲ့ဒီအချိန်အာကီရာကတော့ဆာကာမိုတိုရဲ့နောက်ကိုရောက်လာပြီးသူမကဆာကာမိုတိုကိုဂျေဇူးတင်နေပါရီပြီးတော့တကယ်လို့ဆာကာမိုတိုသာမရှိဘူးဆိုရင်သူမတို့ကဆံမီဝဲအောင်မှာမဟုတ်ဘူးလို့လည်းပြောလိုက်ပါရီအဲ့ဒီအချိန်ရှင်ကတော့အစီပါကိုမင်းအစင်ပြေလာလို့မေးလိုက်ပြီးရှင်နာယာလောက်တာကိုအတော်လေးခံထားရတာလို့လည်းပြောလိုက်ပါရီဒါကိုကြတော့ရှင်နာယာကခေါင်းညှိလိုက်ပြီးအစင်ပြေမှာပါလို့ဆိုတာထွက်ခွာသွားပါတော့ရီ ရှင်ကတော့စေဝါကသူ့ကိုတိတ်ပြီးတော့ယင်းနီးပုံမပြတာကိုစိတ်မကောင်းဖြစ်နေတာပါအဲ့ဒီအချိန်စေဝါကတော့ဟယ်လီကော်ပတာဝါကိုတက်သွားခဲ့ပါလိအဲ့နောက်မှာတော့ဒိုရာမာရူကစေဝါကိုအဲ့ဒီပုံကဘာဖြစ်နေရလဲလို့မေးတော့စေဝါကသူဒိုရာမာရူနဲ့အတူသွားရမှာလားလို့မေးလိုက်ပါလိဒါကိုကြတော့ဒိုရာမာရူကမသိဘူးလို့ပြောလိုက်ပြီးအိမ်နီးလားလို့ပြောလိုက်ပါလိအဲ့ဒီအချိန်ဆလာရဲ့အတန်ကထွက်ပေါ်လာပြီးတော့မျော်လင့်ချက်တွေကိုစီနဲ့ရှေ့တက်နေတဲ့စေဘာရုတ်ကိုကြိုးစိုးပါတယ်လို့ပြောလိုက်ပါလိ။ ဒါကိုကြတော့စေပါကမင်းကဘာလဲလို့ပြောလိုက်ပြီးအခြေအနေမကောင်းတာကြောင့်သူကလေးရင်ဘောကဈေးမို့လောက်ပါရီဒါပေမဲ့သူ့ကိုကာရိုလီနာကချက်ချင်းပဲတိုက်ခိုက်ခဲ့ပါရီအဲဒီအချိန်မှာပဲဆလာကကာရိုလီနာကိုရက်လိုက်ဖို့အတွက်ပြောလိုက်ပြီးစေပါတို့ကိုညင်ညင်သာသာပဲဆက်ဆံမှုအတွက်ပြောကသူတို့ကအနာဂတ်မှာသူတို့နဲ့တူလက်တွဲလုပ်မဲ့တငယ်ချင်းတွေပဲလို့ပြောလိုက်ပါရီဒါကိုကြတော့ကာရိုလီနာကလည်းပဲစေပါကိုလွတ်ပေးလိုက်ပါရီတဖက်မှာတော့နာဂူမိုကရှီရှီပါတို့နဲ့သွားတွေ့နေပါရီသူတို့ကနောက်ထပ်တာဝန်ကဘာလဲဆိုတာကိုသိရဖို့အတွက်သွားဖို့လုပ်နေတာပါ အဲဒီနောက်မှာတော့သူတို့ကအဖွားစီကိုသွားပြီးကန်ဆမ်းမဲသုံးဆောင်လို့ပြောကနောက်ကမောကပတ်စံရှင်းပေးလိုက်ပါလိ။အဲဒီနောက်သူကကန်ဆမ်းမဲကိုတရားတော်ဝေပေးလိုက်ပြီးသိန်းတစ်ဆောင်ပေါင်ရင်ခွဲယူမယ်လို့ပြောလိုက်ပါလိ။ရှီရှီဘောက်ကတော့နောက်ကမောကိုပေါကီရီရှောင်းမပြောနေဖို့အတွက်ပြောကသူတို့ကကန်ဆမ်းမဲလက်မှတ်ကိုချစ်ကြည့်ခဲ့ပါလိ။အိုဆာရာဂီကတော့ရှီရှီဘောက်ကိုဓာငါပေးဖို့အတွက်ပြောပေမဲ့ရှီရှီဘောက်ကတော့အိုဆာရာဂီကိုလက်သေးနဲ့ပဲချစ်လိုက်ဖို့အတွက်ပြန်ပြောပါလိ။ဒါကြောင့်ကျတော့အိုဆာရာဂီကသူမရဲ့လက်သေးကိုသုံးဖို့လုပ်ပါလိ။အဲဒီအချိန်မှာပဲနောက်ကမောကစလိုက်ရဲ့အမှတ်အသားကိုတွေ့လိုက်ရတာကြောင့်အံ့ဩသွားခဲ့ပြီး ဒါကလည်းဆလာနဲ့ပတ်သက်နေရလားလို့သူကမိလိုက်ပါရီဒါပြင်ရှိရှိပါကလည်းသူ့မှာဆလာရဲ့အမှတ်သားကိုတွေ့လိုက်ရကဆလာကတကယ်ကိုဆာဆာရန်ကိုတိုက်ခိုက်ချင်နေရလားလို့မိလိုက်ပါရီဆာဆာရန်ကတကယ်ကိုဖျက်ဆီးခံလိုက်ရရင်ဘာဖြစ်မလဲလို့အိုဆာရာဂီကမိလိုက်ပြီးသူမတို့ကအလုလက်မဲ့ဖြစ်တော့မလားလို့မိပါရီရှိရှိပါကတော့အိုဆာရာဂီကိုကြည့်ပြီးမင်းကတော်တော်လေးကိုစိတ်အေးနေရပဲလို့ပြောလိုက်ပါရီဒါပေမဲ့သူကဆာဆာရန်ကပျက်စီးမှာမဟုတ်ဘူးလို့ဆိုကတကယ်လို့ဆာဆာရန်သာမရှိတော့ဘူးဆိုရင်တိုးချိုးတစ်ခုလုံးမှလူမိုက်တင်နေပြင်းထန်နေမှာလို့ပြောလိုက်ပါရီ ဒါကိုကြတော့အိုဆာရာကီကရဲရီကရောလို့ပြောတော့ရရှိပါကရဲရီရဲ့လုံနိုင်စွမ်းက130%ပါဆန်းလောက်ပဲရှိတာကိုလည်းပြောပြပါရီဒါကြောင့်မလို့အိုဆာရာကီအနေနဲ့ကျန်တဲ့လူမိုက်တွေကိုသူမတို့ကရှင်းပေးနေရတာပေါ့လို့ဆိုပါရီအိုဆာရာကီကတော့ရရှိပါကိုသူမတို့ကတရားမျှတသူတွေလားလို့မေးလိုက်တော့ရရှိပါကသူတို့ကပတ်ဆိုင်ရရင်လူတိုင်းကိုတတ်နိုင်တာကြောင့်မလို့တရားမျှတမှုလို့သုံးလို့မရဘူးလို့ဆိုပါရီအဲဒီနောက်မှာတော့အိုဆာရာကီကသူမရဲ့ကတ်ကိုချက်လိုက်တော့ပတ်ဆိုင်နှစ်တောင်းပေါက်သွားပါရီဒါကိုမြင်တော့ရရှိပါကအံ့ဩနေပြီသူကဒီကတ်တွေမှာအလုပ်ပေးပါတယ်ထင်တာလို့ပြောနေကြတာပါ နာဂူမိုကလည်းပဲအိုဆာရာဂီကိုနေလေစာလိုက်ကြွေးလို့ပြောနေပါဒီအဲ့ဒီချိန်တစ်ဖက်မှာတော့ကာနာဂူရီကစေဘာကိုရုပ်ရှင်ရိုက်နေပါဒီသူကဆာမီဘွဲပြပြချင်းဒီကိုခေါ်လာခံရတာဘလို့နေလဲလို့မေးတော့စေဘာကသူ့ကိုတေးလိုက်လို့ပြန်ပြောလိုက်ပါဒီကာရိုလီနာကတော့ကာနာဂူရီကိုမင်းရဲ့အလုပ်ကမပြီးသေးဘူးလားလို့ပြောလိုက်ပြီးမင်းရဲ့စိတ်ပျက်စရာအလုပ်အတွက်အချိန်မရှိဘူးလို့ဆိုတာပြေးကန်လိုက်ပါဒီအဲ့ဒီချိန်မှာပဲကလပ်ဂျမ်ကတော့ကာရိုလီနာကိုနှိပ်စက်ချင်ရင်ကာနာဂူရီကိုမဟုတ်ဘဲသူ့ကိုနှိပ်စက်ပေးဖို့အတွက်ပြောကသူကနှိပ်စက်ခံနေရတာကိုလေကာနာဂူရီကိုရုပ်ရှင်ရိုက်ခိုင်းနေပါဒီ နှိမ့်ဆက်ခံရတာတွေကိုဆွဲလန်းနေတဲ့ကောင်ကိုကြည့်ပြီးကာနာဂိုရီကစိတ်ပြက်နေချင်းကာရိုလီနာကတော့သူ့ကိုသူကရပြီလို့မပြောမချင်းအသက်မရှူနဲ့လို့ပြောလိုက်ပါရီအဲ့ဒီချိန်စလာကတော့ဇေဘာရုတ်ကိုသူနဲ့တူလက်တွဲလှုပ်ဖို့အတွက်ခေါ်ပြီးသူတို့ကအရေးချင်းရှိတဲ့သူတွေကိုခေါ်နေရလို့ပြောလိုက်ပါရီကာရှင်နာကတော့ဇေဘာရုတ်ကသူရဲ့အဖွဲ့မှာခံစားရမယ့်အကျိုးကျေးဇူးတွေကိုပြောပြလိုက်ပြီးမယ်ဇေဘာကတော့စိတ်မဝင်စားဘူးလို့ပဲပြန်ပြောပါရီတဖက်မှာတော့ club jam ကအသက်မရှူဘဲနေနေတာကြောင့်တရီလက်သွားခဲ့ပါရီတဖက်မှာတော့စာကာမိုတိုရုတ်ကိုလီယူဝါရှိကျူးနေပြီး သူတို့ရဲ့စွန်စားကန်းအကြောင်းကိုလည်းမေးမြန်းနေပါသည်။ဒါအပြင်ဟစ်ကေကသူတို့ကိုတငယ်ချင်းတွေရောရမလာဘူးလားလို့မေးလိုက်တော့ရှင်ကတယောက်ရခဲ့တယ်လို့ပြောပြီးအရေးကြီးတာကသူတို့အနေနဲ့ JCC ကိုဝင်နိုင်မှုပဲလို့လည်းပြောပြလိုက်ပါသည်။အဲဒီအချိန်မှာပဲဟာနာကသူတို့ကို JCC ကပို့လိုက်တဲ့စာရွက်တွေကိုယူလာပေးပါသည်။ဒါကဝင်ဝင်စာရွက်ဖြစ်ပြီးရှင်ကအစင်းတင်းနဲ့အောင်မြင်ခဲ့တာကြောင့်အားလုံးကချီးကျူးနေပါသည်။ဒါပေမဲ့စာကာမှုတွေကကြာနေတာကြောင့်ရှင်ကစိတ်တူပြီးစာစစ်ဌာနကတာဝန်ရှိသူတွေကိုလှမ်းမိလိုက်ပါသည်။ ဦးစာမီကတော့ဇာကာမိုတိုကကြေးထုတ်ခံထားရတာကြောင့်မလို့ចောင်းသားအဖြစ်ဝင်လာလို့မရဘူးလို့ဆိုပါရီအဲ့ဒီအချိန်နာဂူမိုကအနာကိုရောက်လာပြီးဇာကာမိုတိုကိုဘာတွေရှောက်လို့နေရလဲလို့မေးလိုက်ပါရီအဲ့ဒီနောက်သူကဇာကာမိုတိုကိုចောင်းသားအနေနဲ့မဟုတ်ပဲသူစားဆရာအနေနဲ့ဝင်ပြီးဖို့အတွက်ပြောလိုက်ပါရီဒါကိုကြတော့ရှင်းကလည်းသဘောကျသွားပါပြီတဖက်မှာတော့အာကီရာကចောင်းထဲကိုဝင်လာပြီးသူမကစူးစမ်းနေပါရီအဲ့ဒီနောက်သူမကအတန်းကိုခိုးဝင်လာပြီးမြဲဆရာကတီးပြီးနောက်တစ်ယောက်နဲ့တိုက်ခိုက်မှုကိုဝင်ရေးပြခိုင်းပါရီ အဲ့အချိန်မှာပဲတဖက်ကကောင်လီရဲ့ဓာကသူမကိုတကယ်ထိုးဖို့လုပ်နေချိန်မှာဆီယာမကရောက်လာပြီးကောင်လီကိုတိုက်ခိုက်လိုက်ပါလိတကယ်တော့ဆီယာမကရုပ်ဖြတ်ထားတဲ့စာကောင်မှုတို့ဖြစ်နေတာပါတဖက်မှာလည်းပဲရှင်းကသူ့ရဲ့ចောင်းသားဘဝကိုအပြည့်အဝခံစားနေပြီးသူကလာနိုင်ခြင်းနဲ့ကောင်လီတွေကိုပါတိုက်ခိုက်ခဲ့က JCC ထဲမှာဆလားចောင်းကိုရအောင်စုံစမ်းမယ်လို့ဆုံးဖြတ်လိုက်ရင်ပဲဇာလန်လေးကဒီမာရီမဲပြီးဆုံးသွားခဲ့ပါလိဒါကတော့စာကောင်မှုတို့စီဇန်2ရဲ့အဆုံးသတ်ဖြစ်ပြီးဒီထပ်ပိုကောင်းမွန်တဲ့ anime တွေကို ဆက်လက်ကြည့်ရှုဖို့အတွက် channel လေးကို like and subscribe ပြုလုပ်ထားဖို့အတွက်လည်းပရိသတ်တွေကိုတောင်းဆိုကြပါရစေ။ဒီကြပို့ပြီးတော့ကောင်းမွန်တဲ့အစီအစဉ်သစ်တွေနဲ့တူလဲအားလုံးစီကိုပြန်လာခဲ့အောင်ပါပါ။ကျွန်တော်ကတော့အားလုံးချစ်တဲ့ရွှေရိုးပါ။